တမလို့ချင်းမပြည်သူများအားလုံးမင်္ဂလာပါခင်ဗျာကျွန်တော်လောင်းဝေးပါ2020 2025ရဲ့နှစ်သတင်းတွေကိုတင်ဆက်ပေးမှာဖြစ်ပါတယ်အဲ့တော့ပထမအဆုံးတစ်ပုဒ်အနေနဲ့တမလို့ရဲ့စင်ခေါ်တန်းတီအလီဖင်ခံရပြီဆိုတဲ့အကြောင်းနဲ့ပတ်သက်ပြီးတော့ပြောပြမယ်အဲ့တော့အရင်တော့တမလို့က AACC ညှိနှိုင်းဆွေးနွေးခဲ့တာရှိတယ် AACC ညှိနှိုင်းဆွေးနွေးခဲ့တာရှိတယ်အဲ့တော့သွေးမဆွင့်ကျင်တဲ့အတွက်ကြည်မိုးမရွာခြင်းတဲ့အတွက်ငြိမ်းချမ်းရေးကိုရှေ့ရှုပြီးတော့ဒီအကြံဘက်တီအလီတွေကို သူတို့ရဲ့ဒီတတ်မှတ်ပေးထားတဲ့နေမြေပေါ့တတ်မှတ်ပေးထားတဲ့နေမြေအဲ့ဒီကိုပြန်သွားလက်ရှိသူတို့ခိတရာကြီးထိန်းချုပ်ထားတဲ့ဒေတာတွေကနေပြီးတော့ပြန်ဆုတ်ဆုတ်ပြီးသွားရင်သူတို့ရဲ့ဒီပေးထားတဲ့နေရာဒေတာကိုပြန်သွားဆိုပြီးတော့နှစ်ဖက်ညှိနှိုင်းဆွေးနွေးကြတာရှိတယ်ဒါပေမဲ့ DLA နဲ့ဒါကိုခေါင်းမာပြီးတော့သူတို့အနေနဲ့သူတို့ပြည်နယ်ပြည်နယ်ပေါ့ပလောင်ပြည်နယ်တတ်မှတ်ပေးရမယ်ပလောင်ပြည်နယ်ကိုသူတို့ဘယ်လောက်ထိတတ်မှတ်ပေးဖို့တောင်းလဲဆိုလို့ရှိရင်16မြို့နယ်တောင်မှသူကသူတို့ရဲ့ကိုပိုင်အုပ်ချုပ်ခွင့်ရဒေတာပလောင်ပြည်နယ်အဖြစ်တတ်မှတ်ပေးဖို့တောင်းဆိုတယ်ဒါပေမဲ့တတ်မှတ်တော့ no ပါ တမတော်နိုးပါနော်အကြံပတ်တွေတောင်းဆိုသမျှကိုလိုက်ရောပေးနေအောင်တမတော်သမိုင်းကအဲ့လောက်မရိုင်းဘူးဗျနော်တမတော်သမိုင်းအဲ့လောက်မရိုင်းဘူးအဲ့တော့လက်ရှိဒီညှိနှိုင်းဆွေးနွေးချက်တွေပြည့်ပြည့်သွားပြီးတဲ့အချိန်မှာတော့တမတော်ကပထမဦးဆုံးတစ်ပုတ်အနေနဲ့နောင်ချိုမျိုးကိုတင်ပြလိုက်တယ်အကြံပတ်တရလေးလက်ထဲကနေပြီးတော့နော်အဲ့တော့နောင်ချိုကိုတမတော်ကရတယ်ဆက်လက်ပြီးတော့ဒါမနေ့ကကြောင်မဲကြောင်မဲကိုတမတော်ကထပ်မံပြီးတော့တင်ပိုက်ပစ်လိုက်တယ်အဲ့တော့မကြာမီတီဘောမျိုးစီကိုလာပါလိမ့်မယ်နော်တီဘောလာမလားမိုးကုတ်လာမလားဒါမှမဟုတ်မန်တုံလာမလားနမ်မတူလာမလား ဲ့တော့စောင့်ကြပါဖြစ်ပါတယ်ဘာပဲဖြစ်ဖြစ်ဒီနေ့တော့တမတော်ကစိန်ခေါ်တန်းယာဒတန်ပေးလိုက်ပြီဖြစ်ပါတယ်အဲ့ဒါတော့သူတို့ရဲ့ဒီပိုင်နယ်ပြစ်သတ်မှတ်ပေးထားတဲ့ဒီနံပါတ်2နဲ့မန်တုံကိုတမတော်ကဒီနေ့မနေ့9ថ្ងៃလောက်မှာလေချောင်းနဲ့ဘောက်ဖွင့်ပြသွားပါတယ်နော်9ថ្ងៃကြော်ကြော်လောက်မှာလေချောင်းကနေပြီးတော့ဘောက်ဖွင့်ပြသွားပါတယ်တော့ဘောက်ဖွင့်ပြသွားတဲ့တခြင်းကတော့ကျွန်တော်မြတ်ပြည်သူတွေတည်ပြီးသားဖြစ်ပါလိမ့်မယ်เนาะအဲ့တော့စင်ခေါ်တာမှာစင်ခေါ်တာမှာတမတော်ကလုတ်တော့မယ်ဆိုတဲ့အကြောင်းကိုရာသီတန်ပေးနေပြီဖြစ်တဲ့အတွက် အကြံပတ်တည်းအလေအနေနဲ့မသက်ဆိုင်တဲ့နေရာတွေကနေပြီးတော့အ мян ဆုံးပြန်ဆောင်ထွက်တာကပလောင်မျိုးမတုံးတော့ဘူးလို့တော့ထင်ပါတယ်เนาะအဲ့လိုမှမဟုတ်ဘဲနဲ့ပေးကပ်ပြီးတော့ဆက်လက်ပြီးတော့ငါတို့အာဏာငါတို့တည်မြဲမယ်ဆိုပြီးတော့ကျွန်တော်ဆက်လက်ပြီးတော့ကိုယာယီထိန်းချုပ်ထားတဲ့နေရာတွေကိုဖယ်မပေးဘူးဆိုရင်တော့မကြခင်မြန်မာနိုင်ငံမှာပလောင်မျိုးဆိုတာမျိုးတုံးတော့ဖြစ်သွားပါလိမ့်မယ်เนาะမျိုးတုံးတော့ဖြစ်သွားပါလိမ့်မယ်ပလောင်ဆိုတဲ့အမျိုးကဘယ်နေရာတွေဆင်းသက်လာလဲဆိုတာလဲကျွန်တော်မျိုးပြည်သူတွေသိပြီးသားပါเนาะအများအားဖြင့်ပလောင်လူမျိုးတွေက မိဘမဲ့ចောင်းနေရနေပြီးတော့ဆင်းသက်လာတာများပါတယ်เนาะမိဘမဲ့ចောင်းဆိုတာသူတို့တော်ထဲမှာဖြစ်တယ်လို့မွေးတယ်ဖွားတယ်မွေးဖွားပြီးတော့သူတို့ចောင်းမထားနိုင်ဘူးဒီဇီးရိတ်တွေမထားနိုင်တဲ့တော့ဘာဖြစ်လဲမျိုးဘွားចောင်းနေမှာမျိုးဘွားဖုံးတော်ကြီးចောင်းနေမှာလာပြီးတော့ထားတယ်အဲ့တော့အရွယ်ရောက်တဲ့ချိန်မှာပုံကန်တယ်အရွယ်ရောက်တဲ့ချိန်မှာပုံကန်တယ်အဲ့တော့အဲ့လိုလူတွေနဲ့စုဖွဲ့ထားတဲ့အကြံပတ်တည့်ရလေးအနေနဲ့အခုချိန်မှာတော့တော်တော်ခက်ပြတ်ပြီးတော့နောက်ဆုတ်သွားတဲ့အနေထိုင်းမှာရှိပါတယ်အဲ့တော့တမတော်ကစင်ခေါ်တန်နေပေးနေပြီအကြံပတ်တည့်ရလေးကတော့ဖင်ခံမှုတာနီးနေဖြစ်ပါတယ်เนาะအဲ့တော့ နောက်ထပ်မျိုးတစ်မျိုးအဖြစ်ကျွန်တော်ဗေနီယာဆက်သိမ်းဖို့မလဲဆိုတာစောင့်ကြံမှာဖြစ်ပါတယ်တော့တီဘောလားမိုးကုတ်လားမန်တုံလားနမ်မတူလားမိုးမိတ်လားအဲ့တော့စားတဲ့မျိုးတွေကတစ်မျိုးလာပါလိမ့်မယ်ဟောလာပါလိမ့်မယ်အဲ့တော့လုံးမဲ့မျိုးတော့ကျွန်တော်တို့ဒီအကြမ်းမြင်တင်ရထားပေမဲ့စေးရေးစရာကိစ္စရဖြစ်တဲ့အတွက်ကျွန်တော်တို့မပြောပါဘူးเนาะအဲ့တော့မကြခင်ကြောင်မဲ data ကမြို့ပြပြည်သူတွေကြောင်မဲကို agent သွားပြန်လည်နေထိုင်ခွင့်ရပါတော့မယ်ပြန်လည်နေထိုင်ခွင့်ရတော့မယ်အဲ့တော့တီဘော data ကပြည်သူတွေလည်း အတက်နိုင်ဆုံးစစ်ဆောင်ထားတာကအကောင်းဆုံးဖြစ်ပါလိမ့်မယ်လို့တော့ကျွန်တော်မဆိတ်ပြလက်ပြသေးနော်ဒါတော့ဒီအလီနဲ့ပတ်သက်တဲ့ကျောင်းရိုင်းနဲ့ပတ်သက်တယ်လို့ဒီဘက်ကဒီဒီနေ့ဆိုရင်တက်မတော်ရတဲ့မန်တုံနဲ့နမ်တူကိုလေကျောင်းနဲ့ဘုံကျဲတက်ခတ်ရှင်းနေခြင်းနဲ့ပတ်သက်ပြီးတော့ပြောပြတာဖြစ်ပါတယ်နောက်တစ်ခါတော့ NUG ကနော် NUG ကဘဏ္ဍာရေးနဲ့ဝန်ကြီးဌာနဆိုတဲ့ကောင်ကသွေးယူသွေးရည်နေနဲ့ထောက်အော်နေတယ်သွေးယူသွေးရည်နေနဲ့ထောက်အော်နေတယ်နော်အဲ့ဒါဘာလဲဆိုလို့ရှိရင်လက်ရှိမြန်မာနိုင်ငံကဒီဦးမြောက်လိုင်းဦးဆောင်တဲ့အစိုးရကနေပြီးတော့ လက်ရှိနိုင်ငံဝန်ထမ်းတွေအားလုံးပေါ့နော်ပြင်ဆင်သားတွေရောအားလုံးကိုဒီတလလရင်3000ထပ်မှန်ပြီးတော့ထောက်ပံ့ခြင်းငွေပေးတဲ့အချိန်မှာသူတို့အနေနဲ့ကန့်ကွက်တယ်ပေါ့ကန့်ကွက်တယ်ဗျဖြစ်တယ်ညာဖြစ်တယ်ပေါ့ဗျာအဲ့တော့အိပ်ပတ်ဆန်တွေကိုသူတို့ကသူတို့အစိုးရဖြစ်လာတဲ့တနေ့ကြလို့ရှိရယ်ဒါတွေကိုပြန်ဖြတ်ပြီးတော့နန်းစီရီယန်လောက်သွားတဲ့ဒီစီရီယန်လောက်တဲ့ဝန်ထမ်းတွေကိုပြန်ပြီးတော့ပေးမယ်ပေါ့နော်ပြန်ပြီးတော့ပေးမယ်ပေါ့အဲ့တော့အဲ့ဟဲ့ဟာတွေကိုမမျှော်မှန်းသိနေဗျလက်ရှိစီရီယန်လောက်သွားတဲ့အခွဲတွေကိုအရင်မို့ပေးနိုင်အောင်ကြိုးစားပါအောင်နော် လက်ရှိစီဒီအန်လောက်သွားတဲ့လူတွေကိုသူတို့အနေနဲ့ကတော့ထောက်ပံ့ထားတယ်တလောက်3သိန်းတော့လောက်အောင်2သိန်းတော့လောက်အောင်သူတို့ထောက်ပံ့ထားတယ်လို့ပြောနေပေမဲ့လက်ရှိနန်းစီဒီအန်လောက်သွားတဲ့စီဒီအန်ဝန်ထမ်းတွေအပြစ်မှာဘလို့ဘွားတွေပြက်နေလဲဘလို့ဘွားတွေပြက်နေလဲကျွန်တော်မျိုးဝပြည်သူတွေသိတဲ့အတိုင်းပဲနော်လက်ရှိဆိုလို့သူတို့မှဟိုတချို့မိကလေးတွေဆိုလို့ရှိရင်စီဒီအန်လောက်သွားတဲ့တချို့အမျိုးသမီးတွေဆိုလို့ရှိရင်မမရင်ရပြောရမယ်ဆိုလို့ရှိရင်တစ်ဖက်နိုင်ငံမှာဖာတယ်ဖြစ်နေပြီဖာတယ်ဖြစ်နေပြီနော်တရုတ်နိုင်ငံတို့ထိုင်းနိုင်ငံတို့အဲ့တော့မဲဆောက်ဘက်တွေမှာ ဖာသေးဖြစ်နေပါပြီနော်ဖာသေးဖြစ်အဲ့ဒါစီဒီယန်နိုင်ငံတော်ပုံကန်ဟိုနိုင်ငံတော်ကိုတစ္ဆာဖောက်တဲ့အကျိုးရလက်ကနောက်ဆုံးတော့ဖာရမ်းမဲသွားတာပါပဲဖာရမ်းမဲသွားတာအော်လက်ရှိစီဒီယန်လောက်သွားတဲ့လူတွေကြည့်ကြည့်လိုက်ပါနော်ယောက်ျားတွေဆိုလဲတောထဲမှာနော်စီဒီယန်လောက်ပြီးတော့ခွက်ခောက်တောင်းစားနေရတာပါနော်ခွက်ခောက်တောင်းစားနေရအဲ့တော့စီဒီယန်လောက်သွားတဲ့လူတွေအားလုံးကဘဝပြတ်သွားတာများပါတယ်နော်ဘဝပြတ်သွားတာများတယ်အဲ့တော့စီရီယံလောက်သွားတဲ့ဝန်ထမ်းတွေတော့လည်းစိတ်မကောင်းပါဘူး။ဒါပေမဲ့နိုင်ငံတော်သစ္စာဖောက်ရင်တော့ဒီကလက်တော့ခံစားရမှာပဲ။နော်ဒီကလက်တော့ခံစားရမှာပဲ။လက်ရှိအဲ့တော့စီရီယံလောက်သွားတဲ့ဝန်ထမ်းတွေကိုတွားပြီးတော့ လုတ်ချင်တယ်ဆိုလို့ရှိရင်တော့မဲသောမှာသွားလုတ်လို့ရတယ်မဲသောမှာသွားလုတ်လို့ရတယ်အဲ့မှာဝန်တန်းနေနော်စီရန်လုတ်သွားတဲ့ဝန်တန်းနေဖာရမ်းမှာလုတ်လုတ်နေနော်ဖာရမ်းမှာလုတ်လုတ်နေကျွန်တော်အဲ့လိုပြောလို့ရှိရင်ဒီဘက်ကမြန်မာနိုင်ငံမှာရှိတဲ့ပြည်ထန်သားတွေနဲ့နှိုင်းရတာတနလို့တနလို့ကျွန်တော်မနိုင်ဘူးနော်အဲ့မှာမဲသောဘက်မှာလုတ်လုတ်နေပါတယ်နော်အဲ့တော့ဝန်ထမ်းတွေကဘောကအဲ့လိုတွေဖြစ်သွားပါတယ်နော်။နန်းစီရန်လုတ်သွားတဲ့ဝန်ထမ်းတွေဘောကအဲ့လိုပဲရလက်ကတော့ခံစားရတာဖြစ်ပါတယ်နော်။ဒါကတော့ NUG နေနဲ့နော်ဒီ နိုင်ငံတော်ကထောက်ပံ့တဲ့၃000ကိုကန့်ကွက်တယ်ဆိုတဲ့အကြောင်းကိုပြောကြရင်းနဲ့ပြောတာဖြစ်ပါတယ်ပြောမှာဆိုတော့အများကြီးပဲဗျာနော်ဒါဒီအရောက်ပဲခြုံပြောတာဖြစ်ပါတယ်နောက်တစ်ခါတော့ဒီကရင်ပြည်နယ်မှာလည်းဒါတမတော်ကနေမြေတချို့ကိုဒါအလုံးစုံသိမ့်ပိုက်ထိန်းချုပ်သွားပြီဖြစ်ပါတယ်နော်အဲ့တော့ရွေးကောက်ပွဲမတိုင်ခင်ကာလတော့မှာလုံးဝနိုင်ငံတော်ကနေပြီးတော့ရနိုင်တဲ့မြို့တွေအားလုံးကိုသိမ့်ယူပါလိမ့်မယ်သိမ့်ယူပါလိမ့်မယ်အဲ့တော့စကိုင်းဘက်မှာလည်းတမတော်ကလေချောင်းတော့၎င်းနော်ဒုံးတော့၎င်းတက်ခက်ရှင်းနဲ့ချိန်မုန်းနေရတယ်ရှိတယ်အဲ့တော့ဆက်လက်ပြီးတော့တချို့တခြားရွာလေးမှာကျွန်တော်တွေ့တယ်နော်အုတ်ကူနီနီလေးတွေ လမ်းကြုံရင်သေးဝင်ပန်းခဲ့ဖို့ကျွန်တော်အနေနဲ့မြစ်တာရက်ခံပါတယ်နော်အဲ့မှာအုတ်ကူနီနီလေးတွေလမ်းလေကောင်မှာတဲထားတယ်ကျွန်တော်မိဘပြည်သူတွေလမ်းကြုံရင်သေးဝင်ပန်းဖို့ကျွန်တော်အနေနဲ့ဖိတ်ခေါ်ပါတယ်နော်ပန်းတာပန်းခဲ့လိုက်ဘာမှမဖြစ်ဘူးခင်ဗျအဲ့အုတ်ကူတွေကမကြခင်ပျောက်တော့မှာနော်2026ဆိုတာနဲ့အဲ့အုတ်ကူနီနီလေးတွေကမြန်မာနိုင်ငံမှာပျောက်သွားပြီနော်အကြမ်းဖက် PDF ဆိုတာလည်းပျောက်သွားပြီလက်ရှိ NUG ဆိုတာပျောက်သွားပြီ NUG ကသူတို့မှားမှန်းတော့သိနေတယ်ဒါပေမဲ့မှားတာကိုဝန်မခံရဘူးဖြစ်နေတယ်အဲ့တော့ဘာနဲ့လားသရာတူလဲဆိုတော့ကျွန်တော်ဟိုးအရင်ကဒီတောသားတယောက်တော်သားရှိနေတယောက်မြို့ပေါ်ရောက်တော့မြို့ပေါ်မှာ ဆက်ပြလုံးလေးတွေမကြီးသေးလုံးတော့ရှိတယ်ဆက်ပြလုံးလေးတွေကိုထည့်ပေးထားထည့်ပြီးတော့အဲ့ဒါကိုမောင်မင်းကြီးသားအချိုးအချိုးတဲတဲ့အချိုးလုံးမှတ်ပြီးတော့ကောက်တီးပလိုက်တာအဲ့တော့ဗဇရဲရောက်သွားမှတော့ဆက်ပြတုံးမှတော့သိတာပေါ့အဲ့တော့ဟုတ်အေးရှင်းထားပြီးတော့ဟာဆရာဒါကအချိုးတဲတဲမဟုတ်ပါဘူးဆက်ပြလုံးနေပါဆိုတော့ဗဇရဲရောက်သွားတာသိတာပေါ့အဲ့ဒါကိုခင်ဗျာဒါအေးငါတော့မှားတယ်ကွာဆိုတော့ထွေးထုတ်ရကောင်းတယ်အဲ့ဒါကိုခင်ဗျာဘယ်လောက်ထိပြောလဲမပြောလဲတော့အာငါအပြင်ကအညီဟောက်နေတယ်စေးတာမဟုတ်ဘူး စားထားတဲ့အတွက်နဲ့အညီဟောက်တွေပါဆေးထုတ်ပြလိုက်တာဆိုပဲပူမရင်မားတဲ့အကြောင်းဝန်မခံဘူးအဲ့လိုပဲအနေယူချက်လက်ထုံနေတူသွားပဲလက်ရှိသူတို့သွားနေတဲ့စီရေးအရာသူတို့ဆုံးဟိုရှုံးနေပြီဆိုတာသူတို့သိနေပြီနော်သူတို့ရှုံးနေနေပြီဆိုတာသူတို့သိတယ်ဒါပေမဲ့နောက်ထပ်လူငယ်တွေလူငယ်တွေနောက်ထပ်ဒေသခံပြည်သူတွေနောက်ကပြည်သူတွေကိုနော်သိနှွန်းနေကိုတောက်လျှောက်ပို့နေဆဲပါနော်မာမန်းတော့သိနေပြီဒါမဲ့သူတို့ဒီပြည်သူလူထုကိုသိနှွန်းနေကိုတောက်လျှောက်ပို့နေဆဲပါအခုချိန်ကြီးပို့နေတော့ဒါကိုကျွန်တော်မျိုးရပြည်သူတွေက နောက်ရောက်ခံမလိုက်ဖို့လိုတယ်ခင်ဗျားတို့ရဲ့အသက်တွေပဲသတိရမှာဖြစ်ပါတယ်သူတို့ကတစ်ဖက်နိုင်ငံမှာကောင်းကောင်းမွန် AC တွေပဲဝူဝါဝါဆိုအော်လိုက်လို့ရှိရင်ပြီးသွားပြီဖြစ်ပါတယ်နော်လက်ရှိကျန်တဲ့သူကိုမကြည့်နဲ့ခင်ဗျားရုပ်ရှင်မင်းသားမင်းသမီးတွေကြည့်ပါနော်စီရီယံလုတဲ့အချိန်ကသူတို့ဘာတွေအော်ခဲ့ကြလဲအဆုံးအထိတိုက်မှာပါလို့အော်ခဲ့တဲ့နော်နုပညာရှင်တွေပီတီအူမင်းမော်ကွန်းနော် sorry မင်းမော်ကွန်းတော့လုံနေပြီဖြစ်တဲ့အတွက်ထားနော်အဲ့တော့ပီတီအူအင်သာကျော်စင်းလူမင်းဝိုင်းနော်ပြီးရင်ဖွေးဖွေးနော်အများကြီးပါနုပညာရှင်တွေနော်အဲ့ထဲမှာမှာ ခင်လိုင်တို့ပါသေးတယ်ခင်လိုင်တို့ပါသေးတယ်လက်ရှိသူတို့ဘာတွေလုပ်နေလဲသူတို့ဘာတွေလုပ်နေလဲအမြင်မဲ့မြင်မဲ့ဟောပြည်သူလူထုလည်းအမြင်မှန်ရသိပြီလို့ကျွန်တော်ယူနေမဆိတ်ပြလိုက်ပြသည်နော်နောက်တစ်ခုကတော့လာမယ့်6ရက်နေ့တရင်ကျွလာပြည့်နေ့ကြလို့ရှိရင်ကျွန်တော်မြေဘုံမြန်လွတ်ဖို့ရှိပါတယ်အဲ့တော့မြေဘုံမြန်190နဲ့နှလုံးလွတ်မှာဖြစ်ပါတယ်အဲ့တော့အကြံမြင့်တော့ကျွန်တော်တင်ပေးထားတယ်အားလုံးပူပေါင်းပါဝင်ပေးဖို့လည်းဖိတ်ခေါ်ပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်ဒီညတော့ဒီလောက်ပဲချုပ်ပြီးတင်ပေးလိုက်ပါတယ်